Los Angeles မြို့မှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေကြောင့်တောဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လမ်းလျှောက်ပွဲအပါအဝင်မြမရေးလှုပ်ရှားမှုတွေကိုစိုင်းငံ့ထားရပါတယ်။ဒီသတင်းကိုသုတချန်သာဖေပို့ထားပါတယ်ရှင်။ဂျွန်လာခုနှစ်နေမှာစတင်ခဲ့တဲ့ American ပြည်တော်စုကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Los Angeles မြို့ကဆန္ဒပြပွဲတွေကြောင့်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ထိမ်းမှတ်လမ်းလျှောက်ပွဲကိုယာယီဆိုင်းငံ့ထားရတယ်လို့မြို့ကမြမကြီးတက်ကြွလှူရှာသူတွေကပြောပါတယ်။ ဂျွန်လ12ရက်နေ့မှာပြုလုပ်မဲ့သမ္မတဒေါ်နယ်ထရမ့်ရဲ့မွေးနေ့နဲ့စစ်ရေးပြအခမ်းအနားကို Los Angeles County နေရာ73ခုမှာတပြိုင်တည်းဆန္ဒပြသွားဖို့ Trump ဆိုရကိုစန့်ကျင်သူတွေကကြေညာထားတာကြောင့်ဂျွန်လ15ရက်နေ့မှာပြုလုပ်မဲ့ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လမ်းလျှောက်ပွဲကိုရွှေ့ဆိုင်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ် Trump ဆိုရလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်အာဏာပိုင်အဖွဲ့ ICE ရဲ့လုပ်ရက်တွေကိုစန့်ကျင်တာနဲ့သမ္မတ Trump ရဲ့ ပရိသရစ်ဆန်တဲ့အပြုမှုတွေကိုရက်တံကရက်စေဖို့ဆန္ဒပြသူတွေကဥတည်နေတာဖြစ်ပါတယ်။သမ္မတထရမ့်ဟာဖေဗရူလီလကုန်မှာသမ္မတဘိုင်ဒန်လက်ထက် ICE ယာယီညွှန်ကြားရေးမှူးချုပ်အပါအဝင်ထိတ်တန့်ခေါင်းဆောင်တချို့ကိုတာဝန်ကနေဖယ်ရှားခဲ့ပြီးတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုနေရပြန်ပို့တဲ့သူ့ရဲ့လုပ်ငန်းကိုစတင်ခဲ့တာပါ။ immigration နဲ့သက်ဆိုင်တဲ့ဖဏာစီရာတို့ရောပေါ့ဗျာအဲ့ဒါတွေကိုမကြိုက်တဲ့အတွက်ဆန္ဒပြမယ်ပေါ့ဒုတိယကကြတော့ June 14က Donald Trump ရဲ့မွေးနေ့ဗျာ အဲ့ဒီမှာ45သားအကုန်ခံပြီးတော့စီရေးပြဝါရှင်တန် DC မှာလုံမယ်ဆိုတော့အဲ့ဒါကိုလည်းမကြိုက်တဲ့လူတွေကဆန္ဒပြကြမှာပေါ့နော်73နေရ LA အနှံ့အပြားတနေရာကို2နာရီ3နာရီစီလောက်ဆန္ဒပြဖို့တနေ့လုံးညဆန္ဒပြရဲဆိုတာတရက်နဲ့မပြီးဘူးဖြစ်တယ်။နောက်2ရက်3ရက်ဆက်ပြီးတော့ဖြစ်ဖို့အလားအလာရှိတယ်။ National ကချထားတယ် marine တွေပါလွတ်ထားတယ်ဆိုတော့အဲ့ဓာရီကပို့ပြီးတော့လူတွေကိုမခံကျင်ဖြစ်စီတော့ကြက်တနာပို့ဖြစ်မယ်လို့စိုးရိမ်နေကြတော့ဗောကြာနေရာလေး curfew ထုတ်ထားဒေါ်ဆန်းစုကြည်ရဲ့လမ်းလျှောက်ပွဲကိုကျွန်တော်တို့ရွှေ့လိုက်တော့ဗောလေခြေနေစောင့်ကြည့်ပြီးတော့နည်းနည်းငင်းငင်းစိမ်စိမ်ဖြစ်တော့မှလုတ်တယ်တကယ်လို့အဲ့ဒီလိုလုတ်လို့မဖြစ်လို့ရှိရင်နောက်တစ်မျိုးလုတ်ပါဗောကြာ venue တစ်ခုရှာပြီးတော့လေ လော့စ်အန်ဂျလိစ်မြို့မှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေဟာကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးအပေါ်တည်ရောက်မှုရှိနေပြီးအခြေအနေပိုဆိုးမလာအောင်ပြည်နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကကြိုးစားနေတာပါ။ကယ်လီဖိုးနီးယားပြည်နယ်ကိုရောက်နေတဲ့မြန်မာနယ်ပွားတောင်းတချီရှိနေပြီးထရမ့်အစိုးရရဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုဖမ်းဆီးနေတဲ့လို့ရဟာနိုင်ငံသားမဖြစ်သေးသူနဲ့အထောက်အထားမပြည့်စုံမဲ့နေထိုင်နေတဲ့မြန်မာနယ်ပွားတွေပုံမှန်လည်းတည်ရောက်မှုတွေရှိနေတာပါ။ လုပ်ငန်းခွင်တွေအထိအစိုးရတပ်ဖွဲ့တွေကဝန်ရောက်ဖမ်းဆီးနေတာကြောင့်စိတ်ပိုင်ဆိုင်ရာထိခိုက်မှုတွေရှိနေတယ်လို့ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းဆန်ဖရန်စစ္စကိုဘေးအေရီးယားမှနေထိုင်သူတယောက်ကပြောပါတယ် San Francisco mayor တွေ San Francisco supervisor တွေသူတို့တွေနဲ့ပတ်သက်ပြီးတော့ advocacy လုပ်တဲ့နေရာတွေမှာဆိုရင်နှောင့်နှေးမှုတွေအများကြီးရှိပါတယ်သူတို့မှာအားချက်ကိစ္စကြီးရှိနေတဲ့ခါကျတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ issue တွေကအနောက်ကိုရောက်သွားတယ်ကျမတို့ San Francisco မှာ14 15ကိုကြီးကျယ်ဆန္ဒပြကြမယ်လို့အခုအတန်နေတော့ထွက်နေတာပေါ့နော်ဗမာပြည်သူတွေလည်း limitation တွေဖြစ်ကုန်တယ်ပေါ့နော်ဘယ်ဟာမှတေချာမသိနိုင်တဲ့ အနေထားမျိုးဖြစ်နေတဲ့ခုကကျမတို့ဗမာပြည်သူတွေမှာကြတော့ပုံမှန်အောက်ခြေအလုပ်ကိုလုပ်ကြရတဲ့လူတွေအလုပ်လုပ်ပိုင်ခွင့်ရှိပေမဲ့နိုင်ငံသားမဟုတ်သေးတဲ့လူတွေသူတို့မှာစိုးရင်ခြောက်ကြစိတ်တွေရှိရဲ့နောက်တစ်ခါအလုပ်တွေလည်းပဲမတော်ဘူးဆိုတာမျိုးလေးတွေလည်းဖြစ်နိုင်နေပေါ့အလုပ်တွေရှိရဲ့နေရာတွေကဝင်ရောက်ဖမ်းဆီးတဲ့ကိစ္စဖြစ်တတ်တဲ့နယ်မြေတွေနဲ့တွားပြီးတော့တိုက်ဆိုင်နေဆိုရင်တော့စိတ်ပိုင်းဆိုင်ရာအထိခိုက်မှုတွေရှိနိုင်ပါတယ်ရှင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှာကြမ်းတစ္ဆာချိန်ဆိုပြီးနောက်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုနေရက်ပြန်ပို့ရေးအပါအဝင်အငင်းပွားဝယ်ရာဆုံးဖြတ်ချက်အများပြားကိုလက်မှတ်ရေးထိုးခဲ့တာပါလက်တလုံးမှာ Los Angeles မြို့ကစနာပြသူတွေကိုထိမ့်မှုပြည်ဆောင်တပ်သားတွေပါဝင် Marine တပ်သားတွေကိုပါ Tamara Trump ကဆီလုခဲ့ပြီးနောက်စနာပြသူတွေကပြင်းထန်တဲ့တုံ့ပြန်မှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ